င်းသွားပါရှင့်ရန်ကုန်ခေတ်သစ်ရဲ့နေ့လယ်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ခင်ဦးမှာစစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့ရာကြောင့်စစ်ကြောင်းတစ်ခုလုံးတက်ပြတ်သွားပြီးဒုဗိုလ်မှူးကြီးရဲ့စင်ရှိသူအပါအဝင်တေဆုံးသူများပြားကနှစ်ဦးအရှင်ဖမ်းမိပြီးလက်နက်စက်နက်လက်လက်တိမ်းစီရရှိခဲ့တယ်လို့ဒေတာတွင်းစီသတင်းရင်းမြစ်ကပြောပါရယ်စကိုင်းလိုက်ကနီမြို့နယ်နဲ့မန္တလေးတိုင်းနထိုးကြီးမြို့နယ်တို့မှာ စ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲနက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်တာကြောင့်ပြည်သူလေးဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ဖြစ်စ်ကိုပြောပါရယ်အခမ်းအနီးမောင်းတော်ခြေစိုက် Border News Agency BNA သတင်းဌာနကအမျိုးသမီးသတင်းထောက်သူဦးကို ULAA ထောက်လန်းရေးအဖွဲ့ကဖမ်းဆီးသွားတယ်လို့ BLA ကစက်တင်ဘာလ22ရက်နေ့ကထုတ်ပြန်ထားပါတယ်။ ပြည်သူတွေနီးကိုပဟိုပြုတ်ပြီးပြင်းအား၄.၉အဆင့်ရှိတဲ့ငလင်လောက်ခတ်မှုကိုမန္တလေးမြို့နဲ့စကိုင်းမြို့တွေမှာပါတိတိတသာခံစားလိုက်ရတဲ့သတင်းပါဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပရမအုပ်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းနိုင်ခင်ဦးမြို့နယ်အတွင်းမှာစစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့ရာကြောင်း စစ်ကြောင်းတစ်ခုလုံးတက်ပြတ်သွားပြီးဒူဘူမူကြီးရဲ့ဆင်းရှိသူအပါအဝင်တေဆုံးသူများပြားကနှစ်ဦးအရှင်ဖမ်းမိပြီးလက်နက်ဆက်နက်လက်လက်သိမ်းဆီးရရှိခဲ့တယ်လို့ဒေသတွင်းစီရင်တင်ရင်းမြစ်ကပြောပါရယ်ပြီးခဲ့တဲ့စတင်မာလာ22ရက်နေ့မှာခင်ဦးမျိုးနယ်စစ်တပ်စခန်းကနေရွှေဘိုလေးကျင်းရင်းရှင်းနဲ့ဘုတ်ကုံးပြူစောတိရွာကိုခိုးကြောင်ခိုးဝက်ထွက်သွားတဲ့စစ်တပ်စစ်ကြောင်းကိုအမတ်နဲ့ရွှေဘိုခရိုင်အမတ်တုံးတရင်ခင်ဦးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မျိုးနယ်ပကဖရီ ိုက်နယ်ပကဖားတွေခေဦးမြို့နယ်ပလဖားတို့ပူးပေါင်းအင်အားနဲ့ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကဒုဗိုလ်မူကြီး၊ဗိုလ်ကြီးတက်ကြွတွေနဲ့တပ်သားတွေအပါအဝင် အများအပြားသိမ်းဆုံးခဲ့ကောင်စစ်ကြောင်းတစ်ကြောင်းလုံးတက်ပြက်ပြီးစစ်သားနှစ်ဦးကိုလည်းအရှင်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လက်နက်စက်နက်နဲ့ကြည်စံမျိုးစုံဘုံသီးမျိုးစုံနဲ့ငွေသားသိန်း90ကျော်ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ အဲဒီစစ်ကြောင်းဟာစတင်မလာ၁၈ရက်နေ့ကရွှေဘိုလေးကျင့်ရရှင်းတဲ့ဘုတ်ကုန်းပြူရွာကနေခင်ဦးမြို့နယ်အတွင်းကိုဝင်ရောက်လာစဉ်တော်လိုင်းအင်အားစုတွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင့်တက်ပြက်ပြီးရွှေဘိုလေးကျင့်ရရှင်းတဲ့ဘုတ်ကုန်းပြူရွာကိုကစင်ကလျားနဲ့ပြန်လည်ဆုတ်ခွာသွားပြီးရဲ့နောက်အင်အား60ခန်းနဲ့ပြန်လည်စစ်ကြောင်းထိုးလာတဲ့အချိန်မှာပိတ်ဆို့တိုက်ခိုက်ခဲ့ရာကြောင့်တေဆုံးသူများပြားခဲ့တာလည်းဖြစ်ပါရဲ့ရှင်ဒီနေ့မနက်ငလင်းလုတ်ခတ်သွားတဲ့ပသက်ပြီးကြည်အောင်ပါ မန္တလေးတိုင်းပြည်ဦးလင်မြို့နယ်အနီးကိုဗဟိုပြုပြီးပြင်းအား၄.၉အဆင့်ရှိတဲ့ငလင်လုတ်ခတ်သွားခဲ့ရာကြောင့်ပြည်ဦးလင်မန္တလေးမြို့နယ်စကိုင်းမြို့တို့မှာငလင်ကိုတိတိတသာခန်းစားလိုက်ရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ဒီနေ့စတေမာလာ၂၃ရက်နေ့မနက်9:49မိနစ်အချိန်မှာမန္တလေးတိုင်းပြည်ဦးလင်မြို့အနီးမြေအောင်အနက်၁၀ကီလိုမီတာကိုဗဟိုပြုပြီးပြင်းအား၄.၉အဆင့်ရှိကအင်အားအတော်အသင့်ရှိတဲ့မြင်းငလင်တစ်ခုလုတ်ခတ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကသတင်းထုတ်ပြန်ခဲ့ပါရယ် အရင်ငလေးကျောက်ပြည်ဦးလွင်မှာရှိတဲ့ဒေသပြည်သူတွေဟာအလွန်တိတာစွာခံစားလိုက်ရတယ်လို့ပြည်ဦးလွင်မြို့ရက်ွက်ကြီးတစ်စဲတအူးယတနာဘုံကျောင်းအနီးနေထိုင်သူပြည်သူတအူးကပြောပါရင်အဲဒီငလင်ကိုမန္တလေးမြို့မှာလည်းတိတိတာစွာခံစားလိုက်ရပြီးဒေသပြည်သူတွေအလန့်တကြားဖြစ်ခဲ့ရတယ်လို့လည်းမန္တလေးကပြည်သူတွေကဆိုပါရင်ဒါအပြင်စကိုင်းမြို့ပေါ်မှာလည်းငလင်လှုပ်ခတ်သွားတာကိုသိရှိလိုက်ပေမဲ့လည်းအင်းအားမပြင်းထန်ဘူးဆိုတာကိုယူဆရတယ်လို့စကိုင်းမြို့ဆေးရွက်တဲ့ရက်ွက်မှာနေထိုင်သူစကိုင်းမြို့ပရိုက်တာအဖွဲ့ဝင်တအူးကပြောပါရင် စတလောက်ခံမိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနကတော့ဒီနေ့မနက်9:49မိနစ်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာပြင်းအား၄ဆင့်သာရှိပြီးမန္တလေးတိုင်းမတရားမြို့ရဲ့အနောက်တောင်ပိုင်း6မိုင်ခန့်ကိုဗဟိုပြုထားတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ပြင်းအား9.3ခုအဆင့်ရှိတဲ့စကိုင်းငလျင်ကြီးကြောင့်မန္တလေး၊စကိုင်း၊နေပြည်တော်ပါဝင်မြို့ကြီးတွေကပြည်သူထောင်ချီတည်ဆုံးခဲ့ရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းနိုင်ကဏီမြို့နယ်နဲ့မန္တလေးတိုင်းနထိုးကြီးမြို့နယ်တို့မှာစစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲလက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်တာကြောင့်ပြည်သူလေးဦးသေဆုံးပြီးအများပြတ်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ပြီးခဲ့တဲ့စနေမာလ22ရက်နေ့ည9နာရီမှာကဏီမြို့နယ်တမင်ချန်စံပြရွာကိုမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စစ်တပ်လေးဒီနဲ့ပုံကျဲခဲ့တာကြောင့် ကိုကျော်သူ၊ကိုတန်းပိုး၊ဦးကြည်ရင်နဲ့မမိပြားစတဲ့ပြည်သူလေးဦးသေဆုံးပြီး ခိုင်းနွား၄កောင်ပါသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။လဒလောစစ်တပ်ကသမေချံကြီးရွာကိုလေကြောင်းတိုက်ခိုက်တာတွေမကြခဏလှုပ်ဆောင်နေရကြောင်းပြည်သူတွေဟာကြီးရွာမှာမနေရတော့ပဲထွက်ပြေးသင်းရှောင်နေကြရပါတယ်။အဲဒီလိုမျိုးပဲပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ည9နာရီခွဲကလေမန္တလေးတိုင်းနထိုးကြီးမြို့နယ်ရွာကြီးကြီးရွာကိုမြေကျန်အခြေဆိုင်ခလာရ15တက်ကဟာဝစ်စာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါသေးတယ်။ ။တအားပြည်ပြီးခဲ့တဲ့စတေမာလာ9ရက်နေ့မနက်9:20ခန်းကလေးနေလို့ကြီးမြို့နယ်မကြီးကန်ကြေးရွာကိုမိထီလာလေတပ်ကနေတက်လာတဲ့ဂျာရိုကော်ပတာ9စီးနဲ့ဘုံးတွေကျဲချတိုက်ခိုက်ခဲ့ရာကြောင့်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးခိုင်းနွားတွေလည်းတည်ဆုံခဲ့တဲ့အပြင်နေနှလုံးပြက်စီးခဲ့တယ်လို့သိရပါတယ်။အကြံဘတ်စစ်တပ်ကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့အတွက်နေနေရှင်းလင်းရေးဆိုပြီးခေါင်းစဉ်တပ်ကနထိုးကြီးမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးတာတွေလည်းလှုပ်ဆောင်ဖို့ပြင်ဆင်နေတယ်လို့ဒေသစီရင်တဲ့ရင်းမြစ်တွေကပြောပါတယ်ရှင်။ ရခိုင်ပြည်ဘက်ကသတင်းမှာတော့ရခိုင်ပြည်မောင်းတော်အခြေဆိုင် Border News Agency BNA သတင်းဌာနကအမျိုးသမီးသတင်းထောက်တူကို ULAA ထောက်လန်းရေးအဖွဲ့ကဖမ်းဆီးသွားတယ်လို့ PLA ကစတင်မာလာ22ရက်နေ့ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စတင်မာလာ20ရက်နေ့မြန်မာစံတော်ချိန်မနက်7:00နာရီကျော်မှာရခိုင်အမျိုးသားအဖွဲ့ချုပ် Arakha တက်တော် ULAA ထောက်လန်းရေးအဖွဲ့က BNA အမျိုးသမီးသတင်းတောင်မူဒရာရဲ့နေအိမ်မှာလာရောက်ဖမ်းဆီးသွားတယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။ PLA ရဲ့ထုတ်ပြန်ချက်အရတော့တရေတော်မှုဒရာကိုမောင်းတော်မျိုးမှာရှိတဲ့ ULAA ထောက်လန်းရေးရုံးမှာစစ်ဆေးမေးမြန်းနေတယ်လို့လည်းသိရပါတယ်။ဒါအပြင်ဖက်စီခံထားရတဲ့အမျိုးသမီးသတင်းတော်မှုဒရာကို ပြန်လွတ်ပေးဖို့လည်း PNA ကတောင်းဆိုထားပါတယ်။အကယ်၍အမျိုးသမီးသတင်းတော်မှုဒရာနဲ့ပတ်သက်ပြီးနားလည်မှုလွဲမနေပါကလည်းသက်ဆိုင်ရာပုံကိုယ်တွေနဲ့ရှင်းတော့အမျှော်မြင်ရှိသောသဘောထားကြီးစွာနဲ့အပြုသဘောဆောင်တာနဲ့ပေးနိုင်လိမ့်မယ်လို့မျှော်လင့်တယ်လို့လည်းဆိုပါတယ်။ Bora News Agency BNA သတင်းဌာနအာရခဒေသမှာရှိတဲ့ ဘာသာပေါင်းစုံနဲ့လူနည်းစုတွေရဲ့အတန်တွေကို ဖော်ထုတ်ပြီးကွာချက်ကိုပေါက်ကူပေးနိုင်မယ်လို့အခိုင်အမာယုံကြည်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။တနင်္သာရီတိုင်းဘက်ကသတင်းတွေကိုကြည့်ရအောင်ပါတနင်္သာရီတိုင်းလောင်းလုံးမြို့ပေါ်ကလဝကယုံစစ်စေးကိန်းနဲ့ကင်းပတ်နေတဲ့စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်က၃ဦးသေဆုံးခဲ့တယ်လို့ဖရယ်ဒူဝင်ကျက်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်သစ်ကိုပြောပါရင် ီးခဲ့တဲ့စနေမာလ14ရက်နေ့မှာလောင်းလုံးမြို့ပေါ်ကလာဝကယုံစစ်စည်ကိန်းနဲ့ကင်းပတ်နေတဲ့စစ်သားတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာကြောင့်အကြမ်းဖက်စစ်တပ်ဘက်က3သေဆုံးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ထိခိုက်တံရရရှိသူတွေလည်းရှိပြီးထိခိုက်မှုအရေအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုဖက်ဒရယ်ဒူဝင်ကျဲတပ်ဖွဲ့ရဲ့တော်လိုင်းရဲဘော်တွေကလှုပ်ဆောင်ခဲ့ပြီးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ ။တင်းသားအတိုင်းဘက်ကသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။တင်းသားအတိုင်းတင်းသားမျိုးနဲ့တမုတ်ချုံရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတွားရောက်တိုက်ခိုက်ခဲ့ရာကြောင့်စစ်သားတွေထိခိုက်မှုရှိတယ်လို့တင်းသားမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့စတေမာလာ16ရက်နေ့မနက်ပိုင်းကတနင်္သာရီမြို့နယ်တမုတ်ချုံရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဇုံလေးကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အဲ့တိုက်ခိုက်မှုတွင်မှာအကြမ်းဖက်စစ်တပ်ကသုံးပြင်းထန်တံရရရှိခဲ့ပြီးတော်လန်ရေးရဲဘော်တွေကတော့အထီးကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်။အဲ့လိုပဲစနေမလာ20ရက်နေ့နေ့လယ်2နာရီခန့်ကလည်းတင်းသားရီမြို့နယ်တမုတ်ချုံရွာမှာတက်ဆွဲထားတဲ့စစ်သားတွေကိုတင်းသားရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဆုံလေးရဲ့တော်လန်ရေးတပ်ဖွဲ့တွေကထပ်မံတွားရောက်တိုက်ခိုက်ခဲ့ရာကြောင့်အကြမ်းဖက်စစ်တပ်ကတသားတူထိခိုက်တံရရရှိခဲ့ပါသေးတယ်။ တင်းသားမျိုးနဲ့အတွင်မှာဖြစ်ပေါ်နေတဲ့စီရဲအခြေအနေတွေအရဒေသပြည်သူတွေခီးသွားပြည်သူတွေအနေနဲ့လည်းတတိရှိစွာသွာလာနေထိုင်ပေးကြဖို့နဲ့ပြည်သူတွေရဲ့လုံခြုံရေးကိုရှေ့ရှုပြီးမေတ္တာရက်ခံတယ်လို့တင်းသားမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ကပြောထားပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘကိုးတိုင်းပောက်ခေါင်းမျိုးနဲ့ပေါင်းတလဲမျိုးအားထကအကြောင်းရှိမှရှိတဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာကြောင့်စစ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့363ရက်တည်းရင်စစ်ထောက်လိုင်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ည9:55မိနစ်ခန့်မှာပောက်ခေါင်းမြို့နယ်ပေါန်းတလေမြို့အားထက်ကကြောင်းရှိမှရှိတဲ့အကြမ်းဖက်စစ်တပ်စစ်စေးရေးဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင့်အကြမ်းဖက်စစ်တပ်ဘက်ကနှစ်ဦးသေဆုံးခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါရယ် အိတ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ည10နာရီခန့်မှာအကြမ်းဖက်စစ်တပ်ကသေဆုံးသွားတဲ့စစ်သားအလောင်းတွေကိုပြည်မျိုးဘက်ကလာရောက်တဲထုတ်သွားတယ်လို့လည်းသိရပါဗျ။အဲဒီတိုက်ခိုက်မှုကိုပြူအာ၂၁ကိုကဲမှုအောက်မှာရှိတဲ့363ရက်တရင်တက်ခွဲသုံးကလှုပ်ဆောင်ခဲ့ပြီးအဲဒီစစ်စေးရေးကိကလူငယ်တွေကို အတင်းအာဓမ္မပေါ်တာဆွဲဖမ်းဆီးတာဈေးသည်တွေရဲ့ပစ္စည်းတွေကိုအတင်းအာဓမ္မယူဆောင်တာဖျက်ဆီးတာတွေပါဝင်ပြည်သူတွေကိုရိုင်းပြစွာဆက်ဆံနေတယ်လို့လည်းသိရပါဗျ။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ